မင်္ဂလာပါဗျာကျွန်တော်ဒီနေ့မိတ်ဆွေတို့ကို sharing လုပ်ပေးခြင်းနဲ့ topic လေးကတော့ working principle of a single phase inverter single phase inverter တလုံးရဲ့အလုံးလုံးပုံစံဖြစ်တယ်ကျွန်တော်ဒီ topic လေးကိုမဆွေးနွေးခင်မှာကျွန်တော်တို့အခုလက်ရှိကျွန်တော်တို့မြန်မာနိုင်ငံမှာကြုံတွေ့နေရတဲ့ legacy မလုံလောက်မှုပြဿနာကိုကျွန်တော်တို့အကောင်းဆုံးနဲ့အထောက်အကူဖြေရှင်းတာကတော့ကျွန်တော် renewable energy တစ်ခုဖြစ်တဲ့ solar solar power ပဲဖြစ်တယ်ဒီ solar power ကိုကျွန်တော်တို့ဒီအိမ်သုံးလျှက်စစ်ပစ္စည်းတွေကို ဆိုလာပါဝါကထွက်တဲ့ကျွန်တော်တို့အဲပါဝါကိုကျွန်တော်အိမ်သုံးလျှက်စီပစ္စည်းတွေကိုကျွန်တော်ဓာတ်ရအသုံးမပြုနိုင်ဘူးဓာတ်ရအသုံးမပြုမပြုနိုင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီ inverter ဆိုတဲ့ကျွန်တော်တို့ကဂျာကန်အရာလေးတစ်ခုကျွန်တော်အသုံးပြုပြီးအသုံးပြုပြီးမှကျွန်တော်တို့ရဲ့ဒီအိမ်သုံးလျှက်စီပစ္စည်းတွေကိုဆက်လက်အသုံးပြုနိုင်မှာဖြစ်တယ်ဒီ inverter တွေကိုကျွန်တော်တို့ကဘယ်လိုမျိုးအမျိုးအစားခွဲခြားလဲဆိုရင်သူ့ရဲ့အတွင်းထဲမှာရှိတဲ့ကျွန်တော်တို့ circuit diagram တွေပေါ်မူတည်ပြီးတော့ခွဲခြားတယ်ပြီးွားလို့ရှိရင်သူ့ သူ့အထဲထဲမှာအသုံးပြုအသုံးပြုထားတယ်ကျွန်တော်တို့ algorithm algorithm နေဆိုတာဘာလဲဆိုလို့ရှိရင်အထဲထဲမှာကျွန်တော်တို့ဒီ algorithm က pure sine wave pure sine wave trap ဖို့အတွက်အသုံးပြုထားတဲ့ကျွန်တော်တို့ SPWM လာဒါမှမဟုတ်လို့ရှိရင် pure sine wave ထပ်ပြီးနောက်ထပ်တစ်မျိုးထုတ်လုပ်နိုင်တဲ့ SVPWM လာပြောမယ်ဆိုလို့ကျွန်တော် sine wave password modulation နဲ့ကျွန်တော် space vector password modulation ဆိုပြီးတော့ကျွန်တော်တို့နှစ်မျိုးရှိတယ်ဒါကတော့ကျွန်တော် modulation အပိုင်းကိုပြောတာပေါ့ ီနေ့မှာတော့ကျွန်တော်အဲ့ဒီဘိုင်ကိုပြောသေးပါဦးကျွန်တော်ဒီနေ့ပြောချင်တာကကျွန်တော် inverter တစ်လုံးတစ်လုံးထဲမှာရှိတဲ့ circuit diagram ကဘယ်လိုမျိုး basis အနေနဲ့ကျွန်တော်ဘယ်လိုမျိုးအလုပ်လုပ်လဲအခြေခံအားဖြင့်ကျွန်တော်အဲ့ဒါလေးကိုကျွန်တော်မိတ်ဆွေတို့ကို discuss လုပ်ပေးသွားပါမယ်ဟုတ်ပြီကျွန်တော် single phase inverter အမျိုးအစားတွေကိုကျွန်တော်ဥပမာအားဖြင့်ကျွန်တော်ဖော်ပြထားတယ်အဲ့ဒါကတော့ကျွန်တော်တို့ဒီ square wave inverter တွေ modified sine wave inverter တွေ pure sine wave inverter တွေပဲဖြစ်တယ် ကျွန်တော်တို့ကဒီ inverter တွေရဲ့အမျိုးအစားတွေကိုခေါ်ရတဲ့အချိန်မှာကျွန်တော်တို့ကဒီသူတို့ရဲ့ output quality ပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ကခေါ်လေးရှိတယ် output waveform ပေါ့လေအဲ့ output waveform တွေကကျွန်တော်တို့ square wave ဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်ဥပမာကျွန်တော်ဒီဘက်မှာပြထားတယ်ဒီ square wave square wave ဆိုလို့ရှိရင်ကျွန်တော်က square wave inverter ဟာမင်းရဲ့ဥစ္စာဥပမာနေဟာမင်းဒီနေ့မင်း inverter ဆင်းလိုက်တယ်မင်း inverter ဘာ waveform လဲအဲဘာမျိုးစားလဲကျွန်တော်တို့ကကျွန်တော်အခုဒီပြောချင်တာကကျွန်တော်ဒီ inventory ရဲ့ကျွန်တော် brand တွေကိုကျွန်တော်ပြောတာမဟုတ်ဘူးဒီထဲမှာရှိတယ်သူရဲ့အသုံးပြုထားတဲ့ဤပညာကြောင်းကိုကျွန်တော်ပြောသွားမှာပဲဖြစ်တယ်ဟုတ်ပြီငါအိမ်မှာတော့ inverter ငါအိမ်မှာတော့ကျွန်တော်ငါ square wave inverter စင်ထားတယ်ဟာ main square wave inverter အဆင်မပြေဘူးအဆင်မပြေဘူးဆိုတာဥပမာအားဖြင့် square wave inverter ဆိုလို့ရှိရင်ကျွန်တော်တို့ induction load တွေဖြစ်တဲ့ကျွန်တော်ပန်ကာတွေမော်တာတွေကိုကျွန်တော်မောင်းမယ်ဆိုလို့ရှိရင်အဆင်မပြေဘူးအဆင်မပြေဘူးဆိုတာဘာကြောင့်အဆင်မပြေလဲဆိုတော့သူ့မှာကျွန်တော် back emf ဆိုတဲ့ဟာပြန်ထွက်တာရှိတယ်မော်တာတို့ဟိုကတော့အဲ့အတွက်ကျွန်တော်တို့ square wave inverter သုံးမယ်ဆိုရင်ကျွန်တော်တို့က ဒီ motor လုတ်တွေ induction လုတ်တွေပေါ့လေအဲ့အတွက်ဆိုအဆင်မပြေဘူးအဲ့ဒါကြောင့်ကျွန်တော်တို့ကအများသောဖြင့်ပတ်စံရှိတဲ့လူတွေကကျွန်တော်တို့ pure sine wave inverter ဒီဘက်ကညာဘက်ဆုံးမှာရှိတဲ့ pure sine wave inverter ကိုဝယ်ပြီးတော့ကျွန်တော်တို့ဆင်လေးရှိတယ် solar နဲ့တွဲဖက်ပြီးတော့အသုံးပြုလေးရှိတယ်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်ရဲ့ဒီ inverter တွေထဲမှာရှိတဲ့ circuit topology အကြမ်းများအပြင်တော့ circuit topology တွေကနှစ်မျိုးပဲရှိတယ်ဗျာကျွန်တော်တို့နှစ်မျိုးပဲရှိတယ်ဆိုတာဒီ အဲအရင်တော့ကပေါ့လေအခုနောက်ပိုင်းမှာတော့ကျွန်တော်တို့ circuit topology တွေအများကြီးသူ့တည်တူတည်တွေကလည်း research လုပ်ကြတော့ကျွန်တော်တို့အများကြီးပေါ်လာတာရှိတယ်အကြမ်းများအားဖြင့် basis အနေနဲ့ကတော့ကျွန်တော်နှစ်မျိုးပဲရှိတယ်ကျွန်တော်ဒီနှစ်မျိုး half bridge inverter နဲ့ကျွန်တော်တို့ full bridge inverter full bridge inverter နဲ့ဒီနှစ်ခုကိုကျွန်တော်တို့နားလည်သွားပြီးအခြေခံအဖြစ်နားလည်သွားပြီးဆိုလို့ရှိရင်တခြားကျွန်တော်တို့ research လုပ်မယ်ဆိုလို့ရှိရင်တခြား topology တွေကျွန်တော်ဆက်ပြီးတော့လေ့လာလို့ရတယ်အဲဒါကြောင့်ကျွန်တော်ကဒီနှစ်ခုကိုကျွန်တော် focus လုပ်ပြီးတော့ကျွန်တော်မိတ်ဆွေတို့ကိုကျွန်တော်က discuss လုပ်သွားပေးပါမယ် ဟုတ်ပြီကျွန်တော်ပထမဆုံးလုပ်ချင်တာက hybrid inverter ပထမဆုံး discuss လုပ်ပြီးမှာ hybrid inverter require to switch electronic switch mosfet the mosfet or igbt is used for switching purpose ပြောချင်တာကကျွန်တော်တို့ဒီအဲ hybrid inverter တစ်လုံးပါဆိုလို့ရှိရင်လည်းကျွန်တော်တို့အဲ mosfet နှလုံးပဲလိုအပ်တယ် mosfet နှလုံးပဲလိုအပ်တယ်ဒီ mosfet နှလုံးပဲလိုရတယ်သို့တော့ကျွန်တော်တို့ဒီ hybrid inverter တစ်လုံးပါလို့ရှိရင်ကျွန်တော်တို့ source ကကျွန်တော်တို့ DC source ကကျွန်တော်နှစ်မျိုးနှစ်ခုလိုအပ်တယ်နှစ်ခုလိုအပ်မှာကျွန်တော်တို့က positive positive တက်လဲ negative တက်လဲဖြစ်တယ်ဘာကြောင့်လဲဆိုတဲ့ဥစ္စာကိုကျွန်တော်ဆက်လက်ပြီးတော့ကျွန်တော်ရှင်းပြပါမယ်ဟုတ်ပြီဘာကြောင့်လဲဆိုတော့ဒီ switching pattern တွေ average ဒီမှာပေးတဲ့ switching pattern တွေကြောင့်ပဲဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကဒီ inverter တစ်လုံး inverter တစ်လုံးဆိုတာမိတ်ဆွေတို့တီးပြီးသားကျွန်တော်တို့ inverter ဆိုတာကျွန်တော်တို့ကအဲအပေါင်းတက်လဲအနှုတ်တက်လဲဖြစ်တဲ့ဟာတွေဖြစ်တယ် positive negative ဟုတ်ပြီကျွန်တော်တို့ဒီအပေါ်ကဒီအပေါင်းလေးတစ်လှည့်ပေါ်ဖို့အတွက်လဲပေါ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ average တွေမှာကျွန်တော်တို့ကဒီ most spread 1 1ကိုကျွန်တော်တို့က on ပေးရမယ်အဲ့ကိုအဲ့လိုမျိုး on လိုက်တဲ့ချိန်မှာကျွန်တော်တို့ current ဘယ်လိုစီးသွားလဲဆိုတော့ဒီကနေကိုကျွန်တော်တို့ current ထွက်လာတယ်ထွက်ပြီးတော့ကျွန်တော်တို့ဒီလိုစီးတယ်ကျွန်တော်တို့ low ကိုဖြတ်စီးတယ်ပြီးရင်ကျွန်တော်တို့ဒီ negative terminal ကိုကျွန်တော်ပြောင်းဝင်လာတယ်အဲ့ကြတော့ကျွန်တော်တို့ဒီမှာ positive နဲ့ negative ဆိုပြီးကျွန်တော်တို့ဒီ low ပေါ်မှာကျွန်တော်တို့ကပေါ်တယ် နောက်တစ်ခါအောင်ကျွန်တော်ဒီ negative terminal တခုပေါ့လေအဲ negative half half cycle ပေါ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ mosfet 2 mosfet 2 on ပေးပုံမယ်ဒီ mosfet 1က off သွားပြီးတော့ဒီ mosfet 2လေးက on သွားမယ်အဲ့တော့ကျွန်တော်တို့ရဲ့ current ဘယ်လိုစီးသွားလဲဆိုလို့ရှိရင်ဒီ positive ကနေပြီးတော့ကျွန်တော်ထွက်တယ်ဒီ load ကိုဖြတ်စီးတယ် CV ဝင်လို့ရှိရင်ကျွန်တော်တို့ဒီအောက်ကနေပြီးတော့ဒီ negative terminal လေးကိုပြောင်းသွားတယ်အဲ့လိုနဲ့ပဲကျွန်တော်တို့ကတလှည့်စီတလှည့်စီသွားရင်းနဲ့ကျွန်တော်တို့ရဲ့ကျွန်တော်တို့လိုချင်တဲ့ AC output ကိုကျွန်တော်ရတယ် ဟုတ်ပြီအဲ့ဒီမှာကျွန်တော်တို့နိုင်ငံမှာ standard အနေနဲ့အသုံးပြုတာများတာတော့ကျွန်တော်50 hertz ဖြစ်တယ်50 hertz ဆိုတော့ကျွန်တော်တို့ type ပြီးတော့ပြီးတော့ကိုရှားခြင်းလဲဆိုလို့ရှိရင်လွယ်လွယ်လေးပဲ t is equal to 1 1 by f 1ကိုတည်ပြီးတော့ကျွန်တော် frequency နဲ့စားရတယ်အဲ့ဒီတော့ကျွန်တော်တို့ဒီမှာအဲဒါဆိုလို့ရှိရင်ဒီအပေါ်ကရှိတဲ့ပုံဆိုလို့ရှိရင် mosfet 1မှာ mosfet 1ကိုပေးရမယ် switch pattern ဖြစ်တယ်ဒီအောက်ကအဲဟာဆိုလို့ရှိရင်ဒီအောက်က switch pattern ကတော့ Bossbrand အတူတူဆွေးချိပတ်တန်ဖြစ်တယ်။ဟုတ်ပြီကျွန်တော်တို့ဒီပထမဦးဆုံး positive half cycle ဒီ half cycle ပေါ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကြားထဲမှာရှိတယ်ကျွန်တော်တို့ဟုတ်ပြီကျွန်တော်က TO ရသွားပြီ T ကဘယ်လောက်လဲတိုင်းပြီးတော့20 millisecond 20 millisecond 20 millisecond ရပြီ20 millisecond ဆိုတာဘာလဲဆိုရင်ကျွန်တော်တို့ဒီပြီးတော့ပြီးတော့တစ်ခုပြီးတော့တစ်ခုရဲ့အကြာချိန်က20 millisecond ဒီကောင်က20 millisecond 20 ms ဖြစ်တယ်အဲ့ဒီတော့ကျွန်တော်တို့ကဒီ MOSFET 1လေးကို on ရမယ့်အချိန်ကကျွန်တော်ဘယ်လောက်ဖြစ်မလဲဆိုလို့ရှိရင်10 ms ဖြစ်မယ်အဟုတ်ပြီ MOSFET 2လေးကို on ရမယ့်အချိန်က10 ms အဲ့လိုနဲ့ပဲကျွန်တော်တို့ကဒီနှစ်ခုပေါင်းလိုက်တဲ့အချိန်မှာကျွန်တော်တို့1 video တစ်ခုရမယ်ဒီမှာအရေးကြီးတာကကျွန်တော်ဒီမှာမိတ်ဆွေတို့မြင်ရတဲ့အတိုင်းပဲဒီမှာအရေးကြီးတာကအပေါ်မှာရှိတဲ့ MOSFET 1နဲ့ MOSFET 2ကကျွန်တော်တို့ကဘယ်လိုဖြစ်နေလဲဆိုရင်အဲ complementary opposite opposite ဖြစ်နေတယ် mosfet 1 on တဲ့အချိန်မှာ mosfet 2 off ကို off ရမယ်အဲ့လိုပဲ mosfet 2 on တဲ့အချိန်မှာ mosfet 1က off ကို off ရမယ်ပြောချင်တာက1 0 0 1 1 0 0 1ဒီလိုနဲ့ပဲတစ်လက်စီသွားတယ်သွားရင်တည်းမှာကျွန်တော်တို့လိုချင်တဲ့ AC output wave form ကိုကျွန်တော်တို့ကဖန်တီးရတယ်ဟုတ်ပြီဒါကကျွန်တော်အခြေခံအားဖြင့်ပြောတာပေါ့ကျွန်တော် MOSFET တွေမှာကျွန်တော်တို့က အဲသူ့မှာက rising tide နဲ့ falling tide နဲ့ရှိတယ် rising tide rising tide falling tide နဲ့ရှိတယ်ဆိုတာ mosmet တလုံး on လိုက်တယ်မိတ်ဆွေကဒီအချိန်လေးမှာကျွန်တော်ဆောပြမယ်နော်ခဏမိတ်ဆွေကဒီအချိန်လေးမှာ on လိုက်တယ်ဒီလိုမျိုးကြီးချက်ချင်းကြီးဒီလို on သွားတာမဟုတ်ဘူးတကယ်လက်တွေ့မှာကြတော့ကျွန်တော်တို့ကဒီလို rising tide ဆိုတဲ့ကျွန်တော်တို့ဒီလိုဒီလိုအချိန်လေးတစ်ခုရှိတယ်ပြီးတော့မှဒီလို on တယ်နောက်ပြီးဒီလို falling tide ဆိုတဲ့အချိန်လေးတွေရှိတယ် အဲ့တော့ကျွန်တော်တို့ဒီလိုအခြေအနေလေးတွေဒီအခြေအနေလေးတွေဒီအခြေအနေလေးတွေကိုကျွန်တော်တို့ကရှောင်ကျင်ဖို့အတွက်ကျွန်တော်တို့ဓာတ်တိုင်းပေးရတာတွေရှိတယ်ဒီ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 အကြောင်းအရာတွေကိုဒီအကြောင်းအရာကိုတော့ကျွန်တော်နောက်ဗီဒီယိုတွေမှာဒီထက်ပိုပြီးတော့မြင့်သွားတဲ့အကြောင်းအရာတွေမှာဘယ်လိုမျိုးဓာတ်တိုင်းပေးရလဲဓာတ်တိုင်းပေးဝတ်လို့ရှိရင်လည်းကျွန်တော်တို့ရဲ့ကျွန်တော်တို့ရဲ့ output wave form တွေကဘယ်လိုချိန်းသွားလဲချိန်းသွားချိန်မှာကျွန်တော်ဒီတက်တိုင်း compensation compensate ပြန်လုပ်ရတဲ့အပိုင်းတွေရှိတယ်ကျွန်တော်တို့ဒီ time လေးတွေကိုပြန်ညှိရတာတွေအဲ့ဒါတွေကိုကျွန်တော်နောက် video တွေမှာ ျွန်တော်ဆက်ပြီးတော့မိတ်ဆွေတို့ကို sharing လုပ်ပေးသွားပါမယ်။ဒီနေ့ဗီဒီယိုမှာတော့ထပ်ပြီးတော့ sharing လုပ်ပေးချင်တာက full bridge inverter full bridge inverter လုံးဘလို့အလုပ်လုပ်နေတယ်လဲဆိုတဲ့ဥစ္စာကိုမိတ်ဆွေတို့ကိုရှင်းပြမယ်။မိတ်ဆွေတို့တီးပြီးသားဖြစ်တဲ့ full bridge ဆိုတာ full bridge လို့လည်းခေါ်တယ်ကျွန်တော်တို့ဟုတ်အ H-bridge လို့လည်းခေါ်ကြတယ် full bridge inverter မှာဆိုရင်ကျွန်တော်တို့ switch က၄လုံးလိုအပ်တယ်မိတ်ဆွေဒီမှာ MOSFET 1 MOSFET 1 2 3 4၄လုံးလိုအပ်တယ်ဒီမှာဆိုလဲထုံနီး၎င်းပဲကျွန်တော်တို့ MOSFET 1နဲ့ဒီ MOSFET 1နဲ့ MOSFET 2ကကျွန်တော်တို့အဲအဲဘယ်လို MOSFET 1နဲ့ MOSFET 2ကတစ်ချိန်နဲ့တစ်ပြိုင်တည်းမှာ on ရမယ် MOSFET 3နဲ့ MOSFET 4ကတစ်ချိန်နဲ့တစ်ပြိုင်တည်းမှာ on ရမယ် MOSFET 4နဲ့ MOSFET 3ကတစ်ချိန်နဲ့တစ်ပြိုင်တည်းမှာ on ရမယ်ဟုတ်ပြီဒီအခုနောက်တစ်ခုက switch pattern ခုနကတော့ပြောခဲ့တယ်ကျွန်တော် H bridge ပေါ့ full bridge တွေရဲ့ကျွန်တော် switch pattern တွေပဲဖြစ်တယ် ဒီမှာဆိုလည်းအဲ့လိုပဲကျွန်တော်ခုနကတော့ပြခဲ့တဲ့ပုံတိုင်းပဲ2ရဲ့ switching pattern က MOSFET 1နဲ့ MOSFET 2အဲ MOSFET 3နဲ့ MOSFET 4 MOSFET 1 on နဲ့ MOSFET 1နဲ့ MOSFET 2 on တဲ့အချိန်မှာဒီ MOSFET 3နဲ့4ပြောချင်တာကဒီမှာ1ဖြစ်တဲ့အချိန်မှာဒီမှာ0ဖြစ်မယ်0ဆိုတာ off ဆိုတဲ့ဥစ္စာကိုရည်ရွယ်တယ်1ဆိုတာ on ဆိုတဲ့ on ဆိုတဲ့ဥစ္စာကိုအဲ representation လုပ်တယ်ဟုတ်ပြီနောက်တစ်ခုကကျွန်တော် MOSFET 1 2အဲ0ဖြစ်တဲ့အချိန်မှာဒီကောင်1ဖြစ်တယ် နောက်တစ်ခုကကျွန်တော်ဒီမှာ1ဖြစ်တဲ့ချိန်မှာ0 0ဖြစ်တဲ့ချိန်မှာ1ဖြစ်တယ်။အဲ့တော့ကျွန်တော်တို့ဒီ mosfet 1နဲ့4နဲ့က complementary switch ဖြစ်တယ်။အဲ့တော့ဒီနှစ်ခုကိုလာကျွန်တော်ကကြပြိုင်နဲ့ online မယ်ဆိုလို့ရှိရင် circuit ကျွန်တော်တို့ circuit plan ရဒီလိုဖြစ်ပြီးတော့ကျွန်တော်တို့ဒီ mosfet တွေလောင်သွားတာဒီ mosfet 1နဲ့4နဲ့လောင်တာပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီကျွန်တော်ရဲ့ DC ဆိုကြီးတင်လာ damage ဖြစ်သွားတာမျိုးဖြစ်သွားနိုင်တယ်။အဲ့တော့ကျွန်တော်တို့ဒီမှာအဲ ရေးကြည့်တာက MOSFET 1နဲ့4နဲ့ကိုတပြိုင်တည်းမအုံမိဘူးရယ် MOSFET 3နဲ့2နဲ့ကိုတပြိုင်တည်းမအုံမိဘူးရယ်ကျွန်တော်တို့ကဂယုဆိုင်ရမယ်ဟုတ်ကဲ့ပါအခုကျွန်တော် discuss လုပ်ပေးသွားတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့အနေနဲ့ machine learning ရှိလို့ရှိရင်ကျွန်တော်ရဲ့ comment မှာမိတ်ဆွေတို့သိကျင်တဲ့အကြောင်းအရာကိုကျွန်တော်မေးမြန်းနိုင်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းဒီထက်ပိုပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့အဲ power electronic နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကျွန်တော် ဆက်လက်ပြီးတော့ကျွန်တော် discuss လုပ်ပြီးသွားကြပါမယ်ကျေးဇူးတင်ပါတယ်